ပြည်သူများအားလုံးပဲမင်္ဂလာပါရှင် HH Channel ကနေကြိုဆိုလိုက်ပါတယ်အခုပတ်မှာတော့ကျမတို့ထိုင်းမှာနေထိုင်ကြတဲ့မြန်မာတွေအတွက်နေစဉ်ဘဝမှာအရေးကြီးဆုံးအရာတစ်ခုကတော့ရင်မောင်းလိုက်စင်ပဲဖြစ်ပါတယ်ရင်မောင်းလိုက်စင်မရှိဘဲနဲ့ရင်မောင်းတာဟာဒဏ်ကျေးကြီးကြီးမားမားပေးဆောင်ရနိုင်တယ်လို့မလို့အပ်ဖယ်နဲ့ဒုက္ခတွေလည်းတွေ့နိုင်ပါတယ် ဒါဆိုရင်တော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့ကားလိုက်စင်ရောစိုက်ကင်လိုက်စင်ရောဘယ်လိုမျိုးအလွယ်ကူဆုံးလုပ်လို့ရမလဲဆိုတာကိုဒီကနေ့ဗီဒီယိုမှာလိုအပ်တဲ့စာရွက်စာတမ်းတွေကစပြီးတော့စာမေးပွဲဖြေဆိုပုံနဲ့ကုန်ကြစည်အထီးတဆင့်ချင်းစီအသေးစိတ်လမ်းညွှန်ပေးသွားမှာဖြစ်တဲ့အတွက်အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ပထမဆုံးအနေနဲ့ကအရေးကြီးဆုံးအဆင့်ကတော့လိုအပ်တဲ့ဆာရွက်စာတန်းတွေကိုပြည့်စုံအောင်ပြင်ဆင်ဖို့ပဲဖြစ်ပါတယ်။ဒီဆာရွက်စာတန်းတွေအလုံးကိုမူရင်းနဲ့မိတ်တူနှစ်စလုံးယူဆောင်သွားရမှာဖြစ်ပါတယ်။အဓိကလိုအပ်တဲ့စာရွက်စာတမ်း၅ခုရှိပါတယ်။နံပါတ်၁ကတော့ Resident Certificate နေထိုင်ခွင့်ထောက်ခံစာပါ။နံပါတ်၂ကတော့ Medical Certificate ဆေးထောက်ခံစာပါ။နံပါတ်၃က Passport မူရင်းနဲ့မိတ်တူ။နံပါတ်၄ကတော့သက်တမ်းရှိတဲ့ Visa ။နံပါတ်၅က TM တတိ နံပါတ်၁နေထိုင်ခွင့်ထောက်ခံစာဒါကကျမတို့ရမောင်းလိုက်စင်ရှောက်ဖို့အတွက်ချင်းမိုင်မှာနေထိုင်ကြောင်းတရားဝင်အတိအမှတ်ပြုတဲ့စာရွက်ပါဒါကို immigration office မှာတွားပြီးတော့ရှောက်ရပါမယ် passport နဲ့အင်္ဂလိပ်စာ TM တက်တီးပြနိုင်ရင်လည်းထုတ်လို့ရပါပြီကုန်ကျစရိတ်ကတော့ဘတ်900ကနေ1000ကျားရှိတတ်ပါတယ် နံပါတ်2ဆေးထောက်ခံစာဒါကိုတော့ချင်းမိုင်ကဆေးကန်းဆေးရုံညီတိနေရာကမစိုးရမောင်းလိုက်စင်ရှောက်ဖို့အတွက်ဆိုပြီးတော့ထည့်ယူနိုင်ပါတယ်အရေးကြီးတာကတော့ medical certificate ကတလာအတွင်းအသုံးပြုဖို့လိုပါတယ်ကုန်ကျစရိတ်ကတော့ဘတ်တရားကနေ900ကျားမှရှိတတ်ပါတယ် နံပါတ်3 passport ဝင်ရတဲ့မိတူ passport ရဲ့ရှေ့ဆုံးစာမျက်နှာနဲ့နောက်ဆုံးဝင်ရောက်လာတဲ့ visa ပါတဲ့စာမျက်နှာကိုမိတူယူထားဖို့လိုပါတယ်။ဒါရီပြေတင်ရဲ့ work permit အလုပ်သမားကရှိရင်လည်းယူသွားတတ်ပါတယ်။နံပါတ်၄တက်တန်းရှိ visa တက်မာက long stay visa ဥပမာ DTV, ET, NAN, LA စတဲ့ visa ရှိဖို့လိုအပ်ပါတယ်။နံပါတ်၅ TM30 မိတူအဲ့စင်တိုင်ထားတဲ့ TM30 စာရွက်ရဲ့မိတူလည်းလိုအပ်ပါတယ်။ ဒီဆိုင်ရဆိုင်အားလုံးကိုပြင်ဆင်ပြီးပြီဆိုရင်တော့နောက်တစ်ဆင့်ဖြစ်တဲ့ driving license ကိုရှောက်ထားခြင်းအဆင့်ကိုလည်းစတင်နိုင်ပါပြီ။ဆိုင်ရဆိုင်နဲ့ပြင်ဆင်ပြီးပြီဆိုရင်တော့ land transport office LTO ကိုသွားဖို့ရချင်းယူရပါမယ်။အလွယ်ဆုံးနည်းလမ်းကတော့ DLT Smart Quick ဆိုတဲ့ app တို့မဟုတ် website ကနေကြိုတင် booking လုပ်တာပဲဖြစ်ပါတယ်။ဒီ app ထဲမှာ driver license ကိုရွှေ့ပြီးတော့ကိုလုံးမဲ့ရုံးကိုရွှေ့ပြီးရချင်းယူရပါမယ်။ရချင်းရဖို့တခါတလေရကြနိုင်တာကြောင့်အရင်ဆုံးလှုပ်ထားတတ်ပါတယ်။သတ်မှတ်ထားတဲ့ရချင်းရောက်ရင်တော့ချစ်မိုင် LTO ကိုသွားပြီးတော့ဆောင်ရွက်စာရွက်နေကိုအရင်တင်ရပါမယ်။ office ကကစစ်ဆေးပြီးတော့လိုအပ်ရင်ဓာတ်ပုံရိုက် ခိုင်းပါလိမ့်မယ်။ပြီးရင်တော့9နာရီကြာရီတင်နန်းကိုတက်ရပါမယ်။ဒီတင်နန်းကတော့မဖြစ်မနေတက်ရမှာပါ။ ။တနက်ပြီးရင်ကွန်ပျူတာ test ကိုဖြည့်ဆို့အောင်မှာဖြစ်ပြီးတော့မေကုံးကအခု90ရှိပါတယ်။အနည်းဆုံးတော့45မှတ်ရဖို့လိုပါတယ်။ test ကမြန်မာလိုတော့မရနိုင်သေးပါဘူး။အင်္ဂလိပ်ဒါမှမဟုတ်ထိုင်းလိုဖြည့်ဆို့ရပါမယ်။ကျမတို့မြန်မာတွေကတော့အင်္ဂလိပ်လိုဖြည့်ဆို့လို့ရပါတယ်။စာမေးပွဲကိုကြိုတင်လေ့ကျင့်နိုင်ဖို့အတွက် online မှာ test တွေအခမဲ့ဖြည့်ဆို့လို့ရပါတယ်။လေ့ကျင့်နိုင်မဲ့ link တွေကိုကျမတို့ comments box ထဲမှာထည့်ပေးထားပါတယ်။ ကွန်ပျူတာ test အောင်မြင်ပြီဆိုရင်တော့နောက်ထပ်တစ်ဆင့်က driving test ပဲဖြစ်ပါတယ်။ဒီစာမေးပွဲမှာကကားအတွက်ဆိုရင်သတ်မှတ်ထားတဲ့မြင်းပေါ်မှာမောင်းနေရတာ၊နောက်ပြန်ဆုပ်ပြီးကားထိုးရက်ရတာစတဲ့အခြေခံတွေကိုစစ်ဆေးပါတယ်။ဆိုင်ကယ်အတွက်ဆိုရင်တော့မြင်းဖြောင်းပေါ်ကိုစီးပြရတာမျိုးတွေပါဝင်ပါတယ်။အရေးကြီးတဲ့အချက်ကတော့စာမေးပွဲဖြည့်ဆိုချိန်မှာယုံကြည်မှုရှိရှိနဲ့ရင်သွားလာစည်းကမ်းတွေကိုတိတိကျကျလိုက်နာဖို့ပဲဖြစ်ပါတယ်။ ။ဆောင်မိုးပွဲအားလုံးအောင်မြင်သွားပြီဆိုရင်တော့ပို့ဆောင်ရေးရုံရဲ့ကောင်တာကိုပြန်သွားပြီးတော့ license ကြီးကို ပေးဆောင်ရပါမယ်။ရမောင်း license အတွက်ကုန်ကြမ်းဈေးကတော့ဘတ်200ကနေ400ကျားပဲရှိပါတယ်။ပေးဆောင်ပြီးတာနဲ့တင်းရဲ့ပထမဆုံးထိုင်းရမောင်း license နှစ်နှစ်သက်တမ်းရှိတဲ့ယာယီ license ကိုချက်ချင်းထုတ်ယူရရှိနိုင်ပါပြီ။နည်းနည်းပြည့်ရင်တော့9နှစ်သက်တမ်းရှိတဲ့ license ကိုသက်တမ်းတိုးနိုင်ပါတယ်။ အားလုံးခြုံပြီးပြန်ပြီးတော့ပြောရမယ်ဆိုရင်တော့အဆင့်၃ဆင့်ပါပါတယ်။နံပါတ်၁ကစာရွက်စာတမ်းပြင်ဆင်တာပါ။နံပါတ်၂ကတော့ရက်ချင်းယူပြီးတော့သင်တန်းတက်တာ၊စာမေးပွဲဖြေဆိုတာ။နံပါတ်၃ကလက်တွေ့အောင်မြင်ပြီးတော့ license ထုတ်ယူတာပဲဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ကအချိန်ပေးရတာစာမေးပွဲစ조사ရတာတွေတော့ရှိပါတယ်။ဒါပေမဲ့တရားဝင်နေထိုင်သူမြန်မာတွေအတွက်အရန်ကုန်မှအရေးပါတဲ့အခွင့်အရေးတစ်ခုပါ။အောင်မြင်စွာလုံဆောင်နိုင်ကြပါစေလို့စတောင်းပေးပါတယ်။ဒီဗီဒီယိုက သင်အတွက်အသုံးဝင်နေဆိုရင်တော့ like and share subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်နောက်တစ်ပတ်မှာတော့ထိုင်းမှာအလုရှာရင်ဘာတွေတတိထိုင်းရမလဲဆိုတဲ့အကြောင်းအရာကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်ကြည့်ပေးကြပါဦး။အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။